စစ်ဘုံချုပ်တွေမချေမုန်းနိုင်တဲ့သူကျွန်တော်တို့တွေကိုကိုကိုအကျဉ်းသားတယောက်လို့ခဏလောက်စဉ်းစားကြည့်ရအောင်ကျွန်တော်တို့ကအသက်80အရွယ်ရှိပြီးထောင်ထဲကိုရောက်နေမယ်ပို့ဆိုးတာကအဖြစ်မရှိဘဲမတရားသဖြင့်ထောင်ထဲအထည်ခံထားရမယ်ဆိုရင်ဘယ်လိုခံစားကြရမလဲတင်ကားတွေတိုက်လေရင်တွေအပါအဝင်လက်နက်မျိုးစုံနဲ့စစ်တပ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဗိုလ်ချုပ်တွေကလက်နက်မဲ့အမျိုးသမီးတအူးကိုအမြဲကြောက်နေရတာနှစ်ပေါင်းများစွာကြာပါပြီ။ သူကတော့ဒေါအောင်ဆန်းစုကြည်ပါဘောကျောက်တွေလိုမဟုတ်ပဲသူ့မှာဘာလက်နဲ့မှမရှိသလိုပိန်ပိန်ပါပါပျော့ပျော့ပြားမြောင်းနဲ့သူကောင်းမောကပန်ထားတဲ့ပန်းကလွဲလို့ဘာမှမရှိပါဘူးဒါပေမဲ့ဘောကျောက်တွေသူ့ကိုကြောက်လန့်တဲ့အရာကပြည်သူတွေကသူ့ကိုပေးထားတဲ့လောက်ပိုင်ခွင့်အာဏာဖြစ်ပါတယ်တနည်းအားဖြင့်ပြည်သူအများစုကမဲပုံးတွေကတဆင့်ပေးထားတဲ့အုတ်ချုပ်ခွင့်အာဏာနဲ့တရားဝင်မှုပါပဲ။ ရုပ်ရုပ်ပြောရရင်တော့ဒါပြည်သူတွေရဲ့ထောက်ခံမှုဖြစ်ပါတယ်။နိုင်ငံရေးသမားအများအပြားရတတ်တဲ့တာမန်ထောက်ခံမှုမဟုတ်ဘဲပုံမနဲ့ဆိုင်ပြီးအပြန်အလှန်ယုံကြည်မှု လေးစားမှုတာဝန်သိမှုနဲ့ရတဲ့ထောက်ခံမှုမျိုးဖြစ်ပါတယ်။လူအများအပြားကသူ့ကိုခေါင်းဆောင်တယောက်ဖြစ်တာမကနိုင်ငံရေးအမိခင်အဖြစ်လည်းမြင်ကြပါတယ်။ တချို့ကတော့ဒါဟာပုံကိုယ်ရေးကိုယ်ွယ်မှုဖြစ်တယ်လို့ဝေဖန်ကြတယ်။ဒါပေမဲ့ပြည်သူအများစုရဲ့ထောက်ခံမှုဟာသူရဲ့ပြီးခဲ့တဲ့နှစ်ပေါင်းများစွာတိုင်းပြည်ကိုချစ်ပြီးဆွတ်လွတ်အနစ်နာခံမှုတွေကြောင့်ပဲဖြစ်ပါတယ်။ပုဂ္ဂလိကဘဝနဲ့မိသားစုဘဝကိုဆွတ်လွတ်ပြီးပြည်သူကိုအလုအကျွေးပြုရကြောင်းလို့ဆိုရမှာပါ။ဆိုတော့ပြည်သူစီက တောင်ဆန်းစုကြည်ရတာကစစ်ဘိုလ်ချုပ်တွေဘယ်တော့မှမရတဲ့ယုံကြည်မှု ထောက်ခံမှုနဲ့မြစ်တာတရားပါပဲ။ ဒါကိုနိုင်ငံရေးအရာအတိတ်ပဲဖွင့်ရရင်ပြည်သူကသူ့ကိုတာဝန်ပေးအပ်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုဟာသူ့ပါတီရှင်ပြိုင်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာတောင်ပြူကမ်းပြူအောင်ပွဲခံတာတွေဖြစ်စေပါတယ်။1990ခုနှစ်ကနေ2020ခုနှစ်အထိအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဟာအပြတ်အသတ်မဲအများစုနဲ့အမြဲတမ်းအနိုင်ရပါတယ် အဲ့ဒီလိုချိန်မှုံမရတဲ့ပြည်သူပေးတဲ့အခွင့်အာဏာဟာစစ်ကောင်းဆောင်တွေကို၆လန့်တာအမှန်ပါပဲဗိုလ်ချုပ်တွေကဒေါ်ဟောင်းဆန်းစုကြည်ကိုဘာကြောင့်ကြောက်တာလဲသူတို့အာဏာလက်လွတ်ရမှာကြောက်လို့သူတို့ကျူးလွန်ထားတဲ့မတရားမှုတွေအထွတ်တရားရင်ဆိုင်ရမှာကြောက်လို့တိုင်းပြည်ကိုမောင်းပိုက်စီးပြီးလှုပ်ရှားနေတဲ့သူတို့ရဲ့စီးပွားရေးတွေနဲ့စီးစိမ်တွေဆုံရှုံးမှာကြောက်လို့ဒါတွေကသူတို့ရဲ့အာဓမနဲ့ဝိသမလောဘတွေဖြစ်ပါတယ် အဲ့ဒီတော့အကျိုးဆက်ကဘာဖြစ်လဲဘိုးချုပ်တွေက သူ့ကိုဖမ်းကြတာပါပဲဆိုတော့သူကသူ့ရဲ့ထာဝရအကျဉ်းသားဖြစ်ရတာပါ1988ကစတွေ့ရင်၄ချိန်အဖမ်းခံရပြီးအခုထိနှစ်ပေါင်း16နှစ်ထိန်းသိမ်းခံခဲ့ရပါတယ်2021အာနာသိမ်းပြီးနောက်ပိုင်းမှာသူ့ကိုနောက်ထပ်28နှစ်ထောင်ဒဏ်ကျခံထားရတော့လွတ်ရမရှိတော့သလိုပါပဲကဘာပေါ်မှာအကျဉ်းအများဆုံးအဖမ်းခံရတဲ့နိုင်ငံခေါင်းဆောင်တယောက်လို့ဆိုရမှာပါ ထခါထခါရွေးကောက်ခံရပြီးအကြိမ်ကြိမ်အဖမ်းခံရတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ဇွန်လ19ရက်နေ့မှာသူ့အသက်80ပြည့်ခဲ့ပြီဆိုတော့ကမ္ဘာပေါ်မှာအသက်အကြီးဆုံးတဦးရီသောအမျိုးသမီးအကျဉ်းသားလို့ပြောရမှာပါ။အလုံးတည်တဲ့အတိုင်းဒီနောက်ဆုံးအကျဉ်းဖန်ဆီးမှုဟာ အဆိုးဆုံးပါအကျဉ်းသားတယောက်လို့သာမကသူ့ကိုတရားခံတယောက်လို့ဖန်ထားတာဖြစ်ပါတယ် ဘယ်သူနဲ့မှလည်းတွေ့ခွင့်မပေးသလိုဘယ်နေရာမှာထားလဲဆိုတာကိုလည်းအသိမပေးပါဘူးစစ်ကောင်စီကလူအရင်သူ့အသက်နဲ့တောင်လဲပြီးတော့နိုင်ငံကြီးအပေးယူတွေလုံမလားလို့စိုးရိမ်စေရပါစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ရက်ဆက်မှုနဲ့နိုင်ငံကြီးကောက်ကျင်မှုအရာဆိုရင်ဒီဒီချိန်မှာမမျှော်လင့်တာတွေဖြစ်လာနိုင်မလားတောင်ဆန်းစုကြည်အတွက်ဘလောက်ထိအန္တရာယ်ရှိနိုင်လဲဘယ်သူမှမသိနိုင်ပါဘူး ဒေါင်ဆန်းစုကြည်ရဲ့အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ဒီမိုကရေစီရေးအတွက်မတွန့်ဆုတ်တဲ့စိတ်ပိုင်းဖြတ်မှုဟာ1988ခုနှစ်ကတည်းကစတင်ခဲ့ပါတယ်။1988ခုနှစ်ဩဂတ်လ26ရက်နေ့ရွှေရကုံဖျားမှာဟောပြောတဲ့သူ့ရဲ့ပထမဆုံးမိန့်ခေါ်မှာ1988အရေးတော်ပုံကိုမြန်မာနိုင်ငံရဲ့ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ပြောပြီးနိုင်ငံရေးတွေကိုဝင်လာခဲ့တဲ့သူပါအဲ့ဒီအချိန်မှာသူ့အသက်က43နှစ်ပါ ဲ့ဒီနောက်ပိုင်းသူဟာအချိန်ချင်းအဖမ်းခံရရုံသာမကစစ်အစိုးရရဲ့နိုင်ကြတဲ့ပုံကိုယ်ရေးတိုက်ခိုက်မှုတွေကိုလည်းခံခဲ့ရပါတယ်။ဒီနဲ့ဆိုတာကစစ်အုပ်စုရဲ့လုံခြံတပ်ဖြတ်ဖို့စ조사မှုကိုတောင်းမှခံရပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ငံရေးကျင့်ဝတ်နဲ့နိုင်ငံရေးလမ်းစဉ်တွေကအကြမ်းဖက်မှုနဲ့ရန်လိုမှုတွေမရှိခဲ့ပါဘူး။သူ့ရဲ့နိုင်ငံရေးအတွေ့အခေါ်က liberal democracy ကိုအခြေခံပါတယ်။ အနှစ်သာရကတော့လူတိုင်းအတွက်လွတ်လပ်ခွင့်နဲ့တန်းတူအခွင့်အရေးတွေကိုကာကွယ်ပေးနိုင်တဲ့အုပ်ချုပ်ရေးစနစ်ပါဒီစနစ်ကပြည်သူရွေးချယ်တဲ့ကိုယ်စားလှယ်တွေနဲ့ဒီမိုကရေစီကြကြအုပ်ချုပ်တာကိုဆိုလိုတာပါသူရဲ့နိုင်ငံရေးကျင့်ဝတ်ကတော့ရိုးသားတဲ့နိုင်ငံရေးပါ နိုင်ငံရေးမှာရိုးသားမှ နိုင်ငံရေးဂုဏ်သိက္ခာရှိမယ်လို့ပြောခဲ့မှုပါတယ်သူရဲ့နိုင်ငံရေးနှန်းစင်ကတော့အကြမ်းမဖက်နိုင်ငံရေးနီးလန့်ပါပြီးတော့ dialogue ဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးနီးလန်းနဲ့နိုင်ငံရေးပြဿနာကိုအဖြေရှာတဲ့လမ်းစဉ်မှာအိန္ဒိယနိုင်ငံရဲ့မဟာတမဂန္ဒီနဲ့အမေရိကန်ရဲ့မာတင်လူသာကင်းတို့ရဲ့လမ်းစဉ်တွေဖြစ်ပါတယ်။သူရဲ့နိုင်ငံရေးပန်းတိုင်ကိုကြည့်မယ်ဆိုရင်အာနာရှင်စနစ်ကလွန်မြောက်ဖို့ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အကျေပြောရရင်ဒီမိုကရေစီကြကြဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ပါပဲ။စစ်တပ်ရဲ့သူ့ကိုကြောက်လန့်မှုဟာအစကတည်းကထင်ရှားပါတယ်။ သူနိုင်ငံရေးလောကကိုဝင်လာပြီးတနှစ်မပြည့်ခင်1989ခုနှစ်မှာ သူကိုနေအိမ်မှာပထမဆုံးချုပ်နှောင်ခဲ့ကြပါတယ်။ဒါပေမဲ့သူအချုပ်နှောင်ခံထားရတဲ့အချိန်မှတောင်မှသူ့ရဲ့ပါတီဟာ1990ရွေးကောက်ပွဲတွေမှာတောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ဗိုလ်ချုပ်တီအဆက်ကွဲပြီးအံ့ဩခဲ့ရတာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒါပေမဲ့သူအဖမ်းခံထားရတဲ့အချိန်တွေမှာသူ့ရဲ့ NLD ပါတီကနိုင်ငံရေးသေနေတတ်ပါတယ်။ ဒါပေမဲ့သူလွတ်ပြီဆိုတာနဲ့ပါတီကပြန်အသက်ဝင်လာသလိုပြည်သူလူထုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေလည်းပြန်အရှိန်ရလာပါတယ်။အဆိုးအဝါဆုံးလှုပ်ကြံခံခဲ့ရတာကတော့2003ခုနှစ်ကစကိုင်းတိုင်းတပင်းရင်းမြို့နယ်မှာဖြစ်ခဲ့ပြီးအဲ့ဒီမှာသူ့ရဲ့ရင်နှန်းကိုစစ်အုပ်စုကြောထောက်နောက်ခံပြုတဲ့ဒုတ်တာကိုင် လူစုံလူမိုက်တွေက ဝိုင်းတိုက်ခိုက်ခဲ့ကြပါတယ်။သူတေဘေးကနေပုဂ္ဂာတိကလွတ်မြောက်ခဲ့ပါတယ်။ သူ့ကိုထောက်ခံသူဒါဇင်ပေါင်းများစွာကတော့မလွတ်မြောက်ခဲ့ပါဘူးအဲ့ဒီလောက်ကျန်တပ်ဖြတ်မှုကိုအဲ့ဒီတုန်းကစစ်အစိုးရရဲ့အတွင်းမှုတစ်ဖြစ်တဲ့ဝင်းကြီးချုပ်ဘိုးချုပ်ကြီးစိုးဝင်းကစီစဉ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအမျိုးမျိုးခံခဲ့ရပေမဲ့သူဟာမြမနိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းဖို့သူ့ကိုဖမ်းဆီးတဲ့ဘိုးချုပ်တွေနဲ့တွေ့ဆုံဆွေးနွေးရေးအမြင်လမ်းဖွင့်ထားခဲ့ပါတယ် ဒါပေမဲ့ဗိုလ်ချုပ်တွေကတော့ဂျာကိုသူတို့အတွက်နိုင်ငံရေးလေကိုအနေနဲ့အချိန်ကြီးအသုံးချခဲ့ကြပါတယ်။2009ခုနှစ်ကနေ2005ခုနှစ်အထိကုလသမဂ္ဂရဲ့အထူးတန်တမန်ဖြစ်တဲ့ Razali Ismail ကဗိုလ်ချုပ်တွေနဲ့ဒေါန်ဆန်းစုကြည်တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီးသူ့ရဲ့အတွေ့အကြုံကိုရေးသားခဲ့ဥပါတယ်။ဒေါန်ဆန်းစုကြည်နဲ့စစ်ဗိုလ်ချုပ်တွေတွေ့တဲ့ညစာစာပွဲတွေမှာဗိုလ်ချုပ်ကြီးတန်းရွှေကတယောက်တည်းပြောလို့ရှိတယ်လို့ဆိုပါတယ်။ dialogue မဟုတ်ပဲ မိုနိုလော့ဂ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာလဲတောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်တွေ တွေ့ဆုံခဲ့တာမနည်းပါဘူး။ဗိုလ်ချုပ်ကြီးကလည်းတမရဖြစ်လာတဲ့ဦးသိန်းစိန်အဲ့ဒီအချိန်ကတက်ချုပ်ဖြစ်တဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းတို့နဲ့လည်းတွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒါတွေကလည်းတွေ့တာသာဖြစ်ပြီး dialogue မီတဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ကိုမရောက်ခဲ့ပါဘူး။ပြောရမယ်ဆိုရင်အမျိုးသားယဉ်ကျေးစရေးအတွက်တွေ့ဆုံဆွေးနွေးရေးဆိုတာ တေချာမဖြစ်ခဲ့ပါဘူးအကြောင်းကတော့ဗိုလ်ချုပ်တွေမှာ dialogue ရင်ကျေးမှုမရှိလို့ပါပဲဒေါ်ဆန်းစုကြည်ဟာ သူ့အဖေတီထောင်ခဲ့တဲ့စစ်တပ်ကိုတန်ရုံးစင်ရှိတဲ့ချစ်တယ်ဆိုပြီးတစ်ခါတစ်ခါပြောခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီစစ်တပ်နဲ့ဗိုလ်ချုပ်တွေကပဲသူ့ကိုထောင်အကြိမ်ကြိမ်ချတဲ့အပြင်တပ်ဖြတ်ဖို့အထိလှုပ်ကြံခဲ့ကြပါတယ် သူကတော့တကယ်တန်ရုံးစင်ရှိတယ်လို့အမျိုးသားပြန်လည်တင်မြက်ရေးကိုပါရည်စူးပြီးစီယုံတဲ့သဘောပြောတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာမျက်မျက်တတပြောရရင်တော့အဲ့ဒီလိုပြောတာတွေလည်းရှိတယ်လို့စစ်ဘိုလ်ချုပ်တွေကအဝေးပန်းဆုံးကလည်းသူပါပဲ။ဒါကြောင့်လဲစစ်တပ်ကတခြားနိုင်ငံရေးသမားတွေထက်သူ့ကိုပိုပြစ်မှတ်ထားတာပါ။တကယ်တော့သူ့ဖခင်ဘိုလ်ချုပ်အောင်စန်းတီးခဲ့တဲ့စစ်တပ်ဆိုတာက မရှိတော့ပါဘူး။ 1962ဘိုးနေဝင်းအာနာသိန်းကလေးကစစ်တပ်ကိုသူ့ရဲ့ကပိုက်ဆောင်တက်လုပ်ပြီးတော့ဖြက်စီးခဲ့တာပါဘိုးနေဝင်းကိုစက်ခံတဲ့ခေအစစ်စစ်ဗိုလ်ချုပ်တွေအားလုံးလည်းစစ်တပ်ကပြည်သူ့ကိုအလုပ်ကျွေးပြုဖို့တိုင်းပြည်ကိုကာကွယ်ဖို့ထက်သူတို့ရဲ့လက်ကင်တုပ်တက်အဖြစ်စနစ်တကျအသွင်ပြောင်းခဲ့ကြတာပါ1988ခုနှစ်ရှစ်လေးလုံးအရေးတော်ပုံကနေ2021ခုနှစ်ຫນွေဦးတော်လိုင်းရေးအထိစန္ဒပြသူတွေက ဗိုလ်ချုပ်ပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးလို့အမြဲကြွေးကြော်ခဲ့ကြပေမယ့်စစ်ဗိုလ်ချုပ်တွေကတော့သူတို့ရဲ့တပ်ဖြတ်မှုတွေကိုမရတန့်ခဲ့ပါဘူးဒီကနေ့စစ်တပ်ဟာဖက်စစ်စစ်တပ်ဖြစ်နေတာကိုကျွန်တော်တို့အားလုံးတွေ့ခဲ့ရပါပြီတောင်အောင်ဆန်းစုကြည်လည်းအခုထောင်ထဲမှာနေနေရပေမယ့်စစ်တပ်ကပြည်သူတွေကိုဘလို့ရဲရဲဆက်ဆက်တပ်ဖြတ်နေလဲဆိုတာသိမှာပါ ပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်နေတဲ့စစ်ဗိုလ်ချုပ်တွေကိုစီယုံဖို့ဆိုတာကြွဲပါဆောင်တည်တာထက်ပိုဆိုးပါတယ်။ဒါပေမဲ့စစ်တပ်ကိုစီယုံလိုက်ရောမှုတွေကသူ့အတွက်ကြာရှုံးမှုအထိဖြစ်ခဲ့ရပါတယ်။ပြည်တွင်းမှာလည်းစာရင်နိုင်ငံတကာစက်ခုံပါပါ။1988ခုနှစ်ကတည်းကဒီမိုကရေစီတိုက်ပွဲအတွက်သူ့ရဲ့အကြမ်းမဖက်တဲ့ဦးဆောင်မှုနဲ့ဆက်လွန်အနစ်နာခံမှုတွေကြောင့်နိုင်ငံတကာကနိုဘယ်ငြိမ်းချမ်းရေးဆုအပါအဝင်ဆုပေါင်းများစွာပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ရိုဟင်ဂျာအရေးမှာ တောင်ဆန်းစုကြည်ဟာစစ်တပ်ဖက်ကဝင်ရောက်ကာကွယ်တယ်ဆိုပြီးနိုင်ငံတကာကသူ့ကိုမြင်ခဲ့ပါတယ်။စစ်တပ်ရဲ့လူမျိုးတုံးတပ်ဖြတ်မှုကို ကာကွယ်ပေးတယ်၊နှုတ်ဆိတ်နေခဲ့တယ်ဆိုပြီးစုတွေကိုလည်းပြန်ရုပ်သိမ်းခဲ့ကြတယ်လို့တကဘာလုံးကဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။ဒါကတော့ကဘာစာမျက်နှာမှာ သူ့ရဲ့ကြာရှုံးမှုပါပဲ။ပြည်တွင်းမှာလည်းအဝေးပန်းခံရပေမဲ့မြန်မာပြည်သူအများစုကတော့သူ့ရဲ့ဒီလောက်ရက်ကို အမျိုးသားပြည်လဲတင်မြင်ရေးနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမပြည့်စည်ဖို့အတွက်ဦးစားပေးခဲ့တယ်လို့မြင်ခဲ့ကြပါတယ်။ဆိုတော့သူ့ကိုထောက်ခံမှုဟာမလျော့သွားခဲ့ပဲ2020ရွေးကောက်ပွဲမှာပြည်သူက အရင်ရွေးကောက်ပွဲတွေထက်တောင်သူ့ပါတီကိုမဲပို့ပေးခဲ့ကြပါတယ်။2021အာဏာသိမ်းမှုက သူ့စူးစမ်းခဲ့တဲ့အမျိုးသားပြည်လဲတင်မြင်ရေးလမ်းကြောင်းကိုလုံးဝရိုက်ချိုးပစ်လိုက်ပါတယ်။ 1988ကနေ2021ခုနှစ်အထိနှစ်ပေါင်း30ကျော်အမျိုးသားပြန်လည်တည်မြဲရေးအတွက်စ조사မှုတွေကအရာမတင်ခဲ့ပါဘူးတကယ်တော့ဒီလမ်းကြောင်းကိုဒီမိုကရေစီအင်အားစုတိုင်းရင်းသားအင်အားစုတွေအပါအဝင်တတိုင်းပြည်လုံးကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်စစ်တပ်ကိုခွင့်လွှတ်ပြီးပြောင်းလဲဖို့조사ခဲ့ကြတာပါဒီနီလန်းကိုရွေးချယ်ရတဲ့အကြီးကအကြောင်းကလည်းပြည်သူမနာဖို့ကိုရည်စူးကြတာဖြစ်ပါတယ် ခေတ်အစစ်စစ်စစ်ဘုံချုပ်တွေတရားလောက်လုံးမလို့လို့လိန်လဲဟန်ဆောင်ခဲ့တာကိုလည်းအားလုံးခံခဲ့ကြရပါတယ်။2021အာနာသိမ်းမှုနဲ့စစ်တပ်ရဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေကိုကြည်ရင်ဒီနီလန်းကဘလို့မှမဖြစ်နိုင်တော့ပါဘူး။ဤတတူကဘုံကျဲမှုတွေတပ်ဖြတ်မှုတွေလေးချောင်းတိုက်ခိုက်မှုတွေဖမ်းဆီးမှုတွေဟာ2021အာနာသိမ်းပြီးကတည်းကတရက်မှမရက်ပါဘူး။ ဒေါအောင်ဆန်းစုကြည်ပြန်လွတ်လာလို့အဲ့ဒီလမ်းကြောင်းကိုပြန်သွားမယ်ဆိုရင်တော့လူထုကလက်ခံနိုင်ဖို့ခက်သွားပါပြီ။သူရဲ့ပြည်သူသားအဓိကဆိုတဲ့စောင်းပုံးနဲ့လည်းမကိုက်ညီနိုင်တော့ပါဘူး။ပြည်သူတွေပေးတဲ့သတင်းစကားကရှင်းလင်းပါတယ်။တွေးကြွေးမှဆွေးနွေးစရာမရှိဆိုတဲ့သတင်းစကားဖြစ်ပါတယ်။ဂျန်စီရဲ့ပါဝင်နောက်ဆုံးတော်လှန်ရေးမျိုးဆက်ကဖက်ဆစ်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့ကြွေးကြော်တဲ့အောင်မှာပို့ပြီးခိုင်ခိုင်မာမာတော်လှန်နေကြတာဖြစ်ပါတယ်။ စစ်တပ်ကသူတို့ရဲ့ခေါင်းဆောင်ကိုအကျဉ်းချပြီးလူမြင်ကွင်းကဖျောက်ထားပေမဲ့သူရဲ့မတော်မဆုပ်အာဏာဖိစန်းမှုတွေကိုပြည်သူအများစုကဆက်လက်ကင်ဆွဲပြီးတော်လှန်နေကြတာကိုတွေ့ရပါတယ်။သူရဲ့လွတ်မြောက်မှုကိုလည်းလူငယ်တော်လှန်ရေးသမားတွေအပါအဝင်ပြည်သူတွေကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။လက်ရှိအချိန်ကြီးစစ်ကောင်းဆောင်တွေအကြောက်ဆုံးနိုင်ငံရေးသမားကို ပြပါဆိုရင် သူပဲဖြစ်ပါတယ်။သူဟာသူတို့ရဲ့အကြီးမားဆုံးရန်သူတအုပ်ပါ။ စစ်ဘော်ချုပ်တွေသူ့ကိုအပြစ်သက်လောက်ကျန်းကျင်တာကတော့တန်တရားရှိစရာမလိုပါဘူးအခုလဲသူ့ကိုထောင်ထဲမှာဖြည်းဖြည်းချင်းနှင်းသက်နေတယ်လို့ပါပဲပြီးခဲ့တဲ့နှစ်ပေါင်း38နှစ်တာကာလတခြားမှာစေကောင်းဆောင်တွေရဲ့နှစ်ရှိဖန်စီချုံနာမှုတက်ဖြတ်ဖို့လောက်ကျန်းမှုတွေအပါအဝင်ကောက်ချစ်မှုပေါင်းစုံကိုတော့သူကြော်လာနိုင်ခဲ့ပြီးပါပြီဒါကြောင့်မို့သူ့ကိုထောက်ခံသူတွေကတမ်းမနေနှင်းစီလို့ခေါ်ကြတာဖြစ်ပါတယ်သူက ိမ်ပေမဲ့တန်မာပါတယ်။အိုပေမဲ့ပြတ်သားပါတယ်။တယောက်တည်းဆိုပေမဲ့သတိမြဲမှာသိကြပါတယ်။ခြောက်နောင်ခံထားရပေမဲ့ငြင်းအေးနေမှာပါ။ကျွန်တော်ကိုယ်တိုင်လည်းနိုင်ငံရေးအကျဉ်းသားအနေနဲ့ရှစ်နှစ်တာအချုပ်အနှောင်ရဲ့နာကျင်မှုတွေကိုဖျက်ဆီးမှုတွေအတွက်ဘယ်သူကမှထောင်ထဲမှာတစ်စက္ကန့်တစ်မိနစ်တောင် မနေစေချင်ပါဘူး။ဒါကြောင့်အခုမတရားအကျဉ်းကျခံနေရတဲ့တောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံး တယောက်မကျန်အမြန်ဆုံးလွတ်မြောက်ဖို့ဆန္ဒပြုပါတယ်။အခုနားဆင်ကြကြရတဲ့ Editor အဘောအတွေ့မြင်ဆောင်မောင်းကို ARD သတင်းဌာနရဲ့အင်္ဂလိပ်ဌာနမှာအမှုဆောင် Editor ကျော်စွာမိုးကရေးသားထားတာဖြစ်ပါတယ်ရှင်။ The ARD Bamis Edition ရဲ့မြန်မာပိုင်း website မှာ2025ခုနှစ်ဇွန်လ25ရက်နေ့မှာဖော်ပြထားတာဖြစ်ပါလေရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။